လေဗင်မောက်စွန်ပေါ့နော်ကိုဖောက်လိုက်တဲ့လေဗင်မောက်စွန်ကနေတက်ဖက်ကို0.5တက်ဖက်ကို0.5စီဘာလို့မလဲစားမယ်ဘာနဲ့လာစားမှလဲဆိုတော့ဒီအစွန်ထိတ်နဲ့လာစားမယ်ဒီအစွန်ထိတ်နဲ့လာစားမယ်ဘလောက်လဲ0.5စီပဲ0.5 ရမလားအဲ့လိုစားလိုက်ခြင်းအားဖြင့်မတို့ဝစ်လိုက်ရင်လေပင်ကပ်နေလိမ့်မယ်လေပင်ပခုံးဒီလေပင်ဒီထောက်နေထောင်မနေဘူးနောက်လေပင်ဟိုဟနေတာမျိုးတွေမရှိဘဲနဲ့ဟိုကက်ကက်ကလေးနဲ့လှတယ်ပေါ့နော်အဲ့လိုမျိုးလေးစားအဲ့တော့တစ်ဖက်ကို0.5တစ်ဖက်ကို0.5စားလိုက်ရပြီနော်အဲ့ဒါဆိုရင်မတို့ရဲ့ဒီပေါ့နော်ကဲနော်ဒါလေးရမှရရပါပြီပေါ့ ုတ်ပြီเนาะဒါပြီးတော့မှချုပ်စာတွေထုတ်တာပြပေးမယ်เนาะအဲ့တော့ဒီမှာ level ဘောက်ကမအားတို့ဖောက်ပြပြီးသွားပြီเนาะအဲ့တော့အခုနာတော့အမတိတ်ကက်လိုက်တဲ့အခါမှာလေဒီပခုံးဒီအစွန်းကလည်းလွဲမနေလို့မညှိတော့တာနော်လွဲနေရင်တော့အမတို့ကအရှိမသင်မိခဲ့တဲ့ပတ်တန်လေးညှိရမယ်ဆိုအဲ့လိုပုံစံမျိုးပြန်ညှိရမယ်နော်ဟုတ်ပြီနော်ကောင်းပြီအဲ့ဒါဆိုရင်အမတို့ဘာညှိဖို့ကြံလဲဆိုတော့ဒီဘက်ဘေးညှိဖို့ကြံတယ် နော်အဲ့တော့ဒီဘက်ဘေးကိုနှီးဖို့အတွက်ကိုမတို့ပတ်တန်ကို ခောက်လိုက်ပါ နော်ကိုဒီမှာဆွဲထုတ်ထားရမှာလားအဲ့ပတ်တန်ကိုမတို့ဒီမှာခောက်လိုက်မယ်โอเคကဲဟုတ်ပြီအဲ့ဆိုရင်ဒီမှာမတို့ကတိုင်းမယ်နော်ပတ်တန်ကိုစတိုင်းမယ်ဒီမှာခါမြင်းဒီမှာခါမြင်းနော်ခါမြင်းနှစ်ခုအညီထားဟုတ်ပြီနော်ခါမြင်းနှစ်ခုအညီထားဒီမှာနော် မတို့ဒီမှာရင်မြင်းနေပါလေအတူတူပဲဟုတ်ပြီနော်အဲ့တော့ဒီမှာခါမင်းနှစ်ခုအမတို့အညီထားလိုက်မယ်ထားပြီးသွားရင်မတို့ဒီအောက်ကိုဆက်ပြီးတော့ညှိမယ်ဟုတ်ပြီနော်ဒီမှာခါမင်းနှစ်ခုအညီထားပြီးဒီအောက်ကိုဆက်ညှိညှိတဲ့အခါမှာဘာဖြစ်နေလဲအမတို့ကွက်တိလေးဖြစ်နေတယ်နော်ကွက်တိလေးဖြစ်နေနော်အဲ့တော့အမဒီမှာတိတ်လေးတော့တစ်ချက်ကတ်လိုက်မယ်ဒီမှာဟုတ်ပြီနော်ဒီမှာကွက်တိလေးဖြစ်နေတယ်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ကဒီဒီဘေးကဒီတိုင်းဝင်စိုက်မှာပေါ့နော်အဲ့အတွက်ကြောင့်အမတို့က1လောက်တော့တတ်မယ် ရမလား1 cm လောက်လေးအမဒီအပေါ်တက်လိုက်တယ်နော်1 cm လောက်လေးတက်လိုက်တယ်1 cm လောက်လေးတက်ပြီးွားပြီးဆိုရင်ဒီမှာနော်ဒီဟာလေးကိုဒီသေးသေးလေးလိုကြီးဝင်မွားရည်နော်ဒီကနေပြီးပြောမယ်ဆိုကွာဒီနားလေးပေါ့နော်ထောက်မှန်လေးတွေပေါ့နော်ထောက်မှန်လေးတွေတိမ့်လိုက်ပေါ့နော်အဲ့တော့ဒီလိုလေးယူလိုက်တယ်အမတော့ဒီမှာဒီလိုလေးယူလိုက်တယ်ဒီသေးသေးဝင်မွားချင်လို့ပေါ့နော်ပြီးွားရင်ဒီလိုလေးယူလိုက်တယ်ပေါ့ဟွန်းမကြည့်ရမလား အဲ့တော့ဒီလိုဆက်လာမှာပေါ့နော်သူကကြတော့ဒီလိုလေးဆက်လာမှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီအပိုင်းလေးကမာတို့စားလိုက်မှာအဲ့ထိရမှာတွေ့လားနော်အဲ့တော့ကြာမတို့ကဒီအိမ်ကြီးကဘေးကလည်းဝိုင်းဘေးကလည်းတော့ဆက်ရင်မညီစရာအကြောင်းမရှိတော့ဘူးရမလားအဲ့ဒီဟုတ်ပြီအဲ့ဒါဆိုရင်အမတို့အခုလိုချင်တဲ့ခေါင်းစွတ်ပတံပြီးသွားဒါပဲဘာမှမလိုတော့ဘူးဘာမှမကြံတော့ဟုတ်ပြီနော်အဲ့ဒါလေးကရပြီဆိုရင်ပြန်ခွာ ဒါလေးကရပြီဆိုရင်မအားတို့ပြန်ခွာလိုက်ရင်ရပါပြီ။ Okay မကြည့်ကြည့်ပါအောင်မအားတို့ဘယ်နေရာမှာများလို့လဲပေါ့နော်။ဘယ်နေရာမှာများပြင်စရာရှိလဲကြည့်ပါ။ကိုထုတ်ခဲ့ပြီးသွားပြီလဲမင်းပေါက်တွေစားညှိဖောက်ခဲ့ပြီးသွားပြီညှိခဲ့ပြီးသွားပြီစားခဲ့ပြီးသွားပြီအောင်နာရီလဲစားပြီးပြီဆိုဒီခေါင်းစွတ်ပတ်တန်ကထုတ်လို့ရတယ်ပြီ။ဟုတ်ပြီနော်။ကောင်းပြီအဲ့ဒါဆိုရင်အမကအခုဒီခေါင်းစွတ်ဒီမှာချုပ်စာပြောမယ်။ဒါရသွားပြီနော်ခေါင်းစွတ်ပတ်တန်ဒါပဲ။ နော်အဲ့တော့ကတ်ချင်ရင်မတို့ကလွယ်လွယ်ကူကူလေးပါလုပ်လို့ရတယ်လေထုတ်လို့ရတယ်နော်အဲ့တော့အခုချုပ်စာထုတ်တာလေးကိုပြောမယ်ဒီမှာပခုံးချုပ်စာလေးထုတ်ဖို့အစာမရှိတော့တဲ့အတွက်ကြောင့်မပတ်တန်ပိုးလိုက်မယ်နော်ကဲရပြီဟုတ်ပြီနော်အဲ့တော့လေဘင်းပေါက်ကိုမတို့ကချုပ်စာ1နော်ပုံသေးချုပ်စာ1လေဘင်းပေါက်ပုံသေးချုပ်စာ1ပခုံးကလည်းပုံသေးချုပ်စာ1ပဲ ချာမလားဂျိုင်းပေါက်ကလည်းပုံသေးထုတ်စာဝမ်းမယ်အဲ့ဒါအသေးသာမှတ်ထားလိုက်တော့မတို့ဟုတ်ပြီလားအဲ့တော့ဒီမှာဆိုရင်မတို့ထုတ်စာထုတ်မယ်ပေါ့ဒီလိုလေးလာမယ်ဒီမှာနော်ထုတ်စာဝမ်းစီရမယ်အခုနပတန်ကြီးဘာထုတ်စာမှမပါသေးဘူးเนาะအမကထုတ်စာတွေပါပြီပြီလားလို့လာလာမေးလို့မတို့ဘာမှမပါသေးဘူးเนาะဒီတိုင်းကတ်တွေပဲထုတ်ထားတာเนาะဒီမှာချုပ်စာ1 cm လေးမမတို့ဒီလိုလေးလှုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်မမတို့ကဒီမှာ ဒီအနေဒီကိုချုပ်စာ1လို့ပြောတဲ့အတွက်ကြောင့်1ထုတ်မယ်ပြီးွားရင်ဒီမှာเนาะဂျိုင်းပေါက်တည်လဲချုပ်စာ1လို့ပြောတဲ့အတွက်ကြောင့်အမတို့ဒီမှာ1 cm လေးထုတ်မယ်1 cm လေးထုတ်မယ်เนาะရမယ်เนาะဟုတ်ပြီပြီးွားရင်ဒီကဒီလိုမျိုးလေးပဲလာမှာပေါ့โอเคนะชุษา1ဟုတ်ပြီအဲ့တော့ဒီဘက်ဘေးပေါ့เนาะဒီဘေးชุษาကိုကြာတော့အမတို့က ready to wear တွေမှာ1 or 1.5သုံးတယ်ပေါ့เนาะပုံမှန်ဈေးကျုပ်တွေမှာဆိုရင်လေ ဓာတ်ဆက်ပဲလိုက်ထားတာတိလာနော်1 cm လောက်တချို့တွေဆိုမပြည့်ဘူးပေါ့နော်အဲ့တော့ကိုကကိုကနဲ့ကိုထုတ်မယ်ဆိုရင်1 cm လောက်တော့အ ਨੇ ဆုံးသုံးမေးပေါ့နော်တချို့တွေကြတော့တချို့ခြိသားလေးတွေမှာဆိုရင်1.5လောက်ကလေးနည်းနည်းလေးပို့ထားပြီးတော့ချုပ်ပေးတယ်ပေါ့နော်ကိုကဟိုပေါ့ဘလို့ တန်းကိုရောင်းมาလဲပေါ့เนาะကိုသွားခြင်းနဲ့ line ကအမြင့် line လားအလက် line လားအနှိမ့် line လားဒါမျိုးလည်းရှိသေးတာအောင်เนาะရိုးရိုးဟိုစပန်းခေါင်းဆုပ်ဖြစ်ရင်ပြီးရောဆိုပြီးဈေးချုပ်လို့ပုံစံမျိုးသွားမယ်ဆိုရင်တော့အမားတို့ကဒီဈေးချုပ်စာတွေကအစအဆင်ပြေတယ်လို့ယူချလိုက်တာပဲဟုတ်ပြီเนาะကိုက brand တစ်ခုအနေနဲ့သွားမယ်ရက်တိမယ်ဆိုရင်တော့အမားတို့ဒီချုပ်စာတွေကစတေတေတက်တက်တေတေချာချာလေးအမားတို့လုတ်ပေးရတယ်เนาะဒီမှာဆိုရင်ကိုကဒီ spam ပေါ့เนาะ spam ဆိုရင်အမားတို့က1လောက်ကလေးထုတ်တယ် okay တယ် နော် 1cm လောက်ထုတ် okay လီနင်တို့ဘာလို့ထုတ်မယ်ဆိုရင်တော့1.5လောက်လေးထုတ်ပြီနော်ရမယ်နော်ဟုတ်ပြီအဲ့တော့အောက်ခေါက်စာကကြတော့လေအမအိုလေ2 2.53ဟုတ်ပြီနော်အောက်ခေါက်စာကအဲ့တော့2 2.53ဆိုတဲ့နေရာမှာလဲကိုယ့်ရဲ့ပိတ်စလောက်တယ်ဆိုရင်အဲ2.53လောက်ယူလို့ရတယ်နောက်ဆုံး3ပေါ့နော်အဲကိုယ်က span ပေါ့နော် span ရိုးရိုးဒီအခုလိုခေါင်းစုကလေးတွေဆို 2cm လောက်လေးခေါင်းရင်ရရတယ်ပေါ့နော်အဲ့2 2.5တော့များသောအားဖြင့်တော့ခေါက်ကြပါတယ်နော် 2 2.5လောက်တော့မတို့ခောက်ကြရတယ်အဲ့တော့သူကဒီမှာဒီလိုလေးတက်ပြီးတော့လာတယ်အဲ့တိုင်းလေးမတို့ယူသွားယူချသွားတယ်ရမလားအဲ့ဒါဆိုရင်ဒီမှာမတို့ရဲ့ခောက်တာပြီးသွားပြီဒီမှာဖောက်ဥစားချုပ်စာထုတ်တာအဲ့တော့အပိတ်ဖြစ်တဲ့အတွက်ကြောင့်နှစ်ခေါက်တဆက်ညှက်ရမယ်နော်အဲ့တော့ပိတ်ကဘဏ္ဍဆပဲညှက်ရမှာလဲခေါက်ချောင်းနဲ့ပိတ်တဆညှက်ရင်အရှိချမ်းဆိုတာထွက်လာပြီဒီမှာချုပ်စာတွေကအမပြထားသလိုချုပ်မယ်ပိတ်ကြောကထဲယူရမယ်ဟုတ်ပြီနော်ပိတ်ကြောထဲယူပြီးတော့အဲဥစားလုံမယ်ပေါ့နော် ဲ့တော့ဒီမှာဒါကကြတော့မလိုဘူးလေနော်မလိုတဲ့အတွက်ကြောင့်ပြန်ညှက်လိုက်โอเคရပြီလားเนาะဟုတ်ပြီအဲ့တော့ဒီနေရာဒီမှာဆိုရင်လေတခါတလေကြာရင်ပိုကားထွက်ထားတဲ့အခါမျိုးတွေမှာဆိုရင်လေဘာဖြစ်တက်လဲဆိုတော့လေအမတို့ဒီနေရာဒီမှာလေလိုလေးချုပ်စာလေးပို့သွားတာရှိရဲ့အဲ့ခါမျိုးကြာရင်အမတို့ဒီလိုမျိုးလေးခောက်လိုက်เนาะဒီမျိုးလေးခောက် ခောက်ပြီးွားရေးဆိုရင်လေချုပ်စာကွက်တိလေးတွေပေါ့နော်။သွားပြီးတော့ခောက်မှာမဟာနေခြင်းကွာ။ချုပ်စာကွက်တိလေးလို့ကျန်ဒီလိုလေးခောက်ခောက်ပြီးွားရေးဆိုရင်ဒီမှာတော့ဒီအစိမ့်လိုက်မှလာဒီအစိမ့်လိုက်ကိုလှိမ့်နော်။နည်းနည်းလောက်လှိမ့်လိုက်။အဲလှိမ့်လိုက်ပြီဆိုရင်ထွက်လာမယ်။ဒါပေမဲ့ तू ကမလို့ဒီမှာကွက်တိပဲရှိတယ်ဟုတ်လား။တချို့ရေဆိုလေဒီလိုမျိုးလေးနည်းနည်းလေးပို့ထုတ်ပြရဲ။အဲ့ဒါဘာဆိုလို့ကားထုတ်တဲ့ဟာတွေမှာဆိုများတော့အပြင်ရှိရဲ။ဒါကကြောင့်အရင်မကားထားတဲ့အတွက်ကြောင့်လေ။နော်ဟုတ်ပြီနော်အဲ့တော့ဒီမှာကချုပ်စာကရပြီရပြီဆိုတော့အမားတို့ဒီချုပ်စာလေးကိုတွားမယ်နော် အဲ့တော့ဒီမှာဆိုလဲအဲ့တော့အခုထုတ်ပြရဲ့ချုပ်စာတွေကမတို့ပတ်တံမှာမလောက်ဘူးဆိုရင်ဘာမှသွားထုတ်မလဲပိတ်စာမှာသွားထုတ်မယ်နော်အမကချုပ်စာထုတ်တာတွေမသိမှမို့လို့တခါတည်းပိတ်စာမှာထုတ်ပြလိုက်တာအခုပတ်တံမှာထုတ်ပြလိုက်တာပြောတာတကယ်လို့ကိုကားပေါ့နော်ဟိုကမသိဘူးမရှိဘူးဆိုရင် ိတ်ဆမှာထုံเนาะအဲ့တော့လေပင်ပခုံးကဘလောက်လို့ပြောခဲ့လဲဟိုဘက်မှာ 1cm လို့ပြောခဲ့တယ်เนาะအဲ့တော့ဂျိုင်းပေါက်ကလည်းဘလောက်လို့ပြောခဲ့လဲပုံသေး1ပေါ့เนาะအဲ့တော့သူလည်း1ပဲအနောက်ချမ်းလဲမအားလို့ပတံကတ်တာအစင်းနဲ့ထုတ်တာအင်ကြီးပတံထုတ်တာခဏလေးပဲเนาะအဲ့တော့မအရင်ဥဆုံးဓာလေးကိုအရင်ထုတ်ပြလိုက်တယ်เนาะအဲ့တော့ဘေးချုပ်စာကလည်း1ပဲဒီမှာဟုတ်ပြီเนาะအဲ့တော့အောက်ခေါက်စာဟိုဘက်မှာ2ထုတ်တဲ့အတွက်ကြောင့်မဒီမှာ2လေးပဲသူ့တိုင်းလေးပဲယူလိုက်တယ် ရပြီနော်အဲ့တော့အနောက်ချမ်းကလည်းအပိတ်ပြောတယ်လေနှစ်ခေါက်တစ်ဆက်ပဲညံမယ်ပိတ်ဗနစလည်းဒစညံမယ်ခေါက်ချောင်းပိတ်စားကိုခေါက်ပြီးခေါက်ချောင်းနဲ့ပိတ်ဒစညံဟုတ်ပြီလားအဲ့ဆိုအရှိအနောက်ထွက်လာပြီအရှိအနောက်ထွက်လာပြီပိတ်ကြောတဲ့ပဲလူလူပေါ့နော်ဒီနေရာမှာကိုကပေါ့နော်ခြီစင်းတို့အချီအကွက်တို့ပေါ့နော်အဲ့ဒါမှဆိုရင်ကိုကအချီအစင်းကိုမှအရှိစင်းမြူချင်းကလန့်စင်းယူချင်းနေဆိုရင်အမတို့ဒီဟာတွေကိုလိုကလန့်လေးဆွဲပေးရမယ်နော်ဒါကတော့ပိတ်ပိတ်စာကိုကိုလိုဒီလိုမျိုးသုံးတာပုံမှန်အဖြစ်တော့အမတို့ပိတ်ကြောထဲနေပဲညှက်တာပေါ့နော် ဒါရရိုးရိုးချီလို့စပန်လို့ဆိုရင်လို့ပဲသွားပါဗောအဲ့ဒီမှာမှကိုကဒီပိတ်ဆက်မှာပက်တန်တွေပါတယ်ဆိုရင်တော့အဲ့ပက်တန်တွေကိုကစားပြီးယူချင်တာကတော့ဒါကိုစိတ်ကြိုက်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်မအားလို့ဒီမှာဆိုရင်ပက်တန်လေးကဒီလိုလေးထွက်လာပြီဗောဒါမှကိုထုတ်ပြနေတာဒီ M size ဖြစ်တယ်နော် M size ဖြစ်တယ်ကိုကကိုကနဲ့ကိုကိုကြိုက်တဲ့ size ကိုကို ထုတ်ပါ ထုတ်ကြည့်ပါနော် ကိုကဘယ် site ထုတ်ရမလဲမသိဘူးဖြစ်နေကိုရဲ့ရင်ပက်လဲကွက်တီလေးကိုပေချိုးနဲ့တိုင်းမှာတိုင်းပြီးွားရင်အဲ့ဒီရင်ပက်လဲကို30ပေါင်းမှာပုံသေး30ပေါင်းမယ်နော်ကိုရဲ့ရင်ပက်လဲက60ရှိတယ်ဆိုရင်60ကို30ပေါင်းရင်ဘယ်လောက်လဲ100 cm အဲ့ဒါဆိုရင် site ချက်မှာ free site ချက်မှာတွက်ကြည့်ပါ100 cm ဒီဘယ် site လဲဝင်တဲ့ site ဒီအဲ့ဒါကို site ပဲဟုတ်ပြီနော်ဘသူ့ကိုမဆိုချုပ်ပေးရင်ရင်ပက်လေကိုတိုင်းတိုင်းရတဲ့အဖြေကို30ပါအဲ့ဒါဒီကိုဆိုင်ပဲเนาะ free ဒီကွက်တိယူလို့မရအောင်เนาะအမတို့ရင်ပတ်လေ30ပေါင်းယူပါမယ်เนาะအဲပြီးွားရင်အဲအမပေးထားတဲ့ site ချက်မှာတွက်ကြည့်ကြည့်ပါเนาะ site ချက်မှာဝင်ဘယ် site ဝင်လဲပေါ့အဲ့ဒါဝင်တဲ့ site ဒီကို site ပဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာမတို့အနောက်ချမ်းလေးညှက်ပြီးွားရင်เนาะနောက်ချမ်းညှက်ပြီးွားဆိုတော့အရှိချမ်းလေးညှက်မယ် ကဲအရှိနောက်ပတန်ဒီလိုလေးရလာပြီအဲ့တော့ဒီဟာဒီအားလုံးကိုအမတို့ကဒီမှာအကုန်လုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဘာလို့မလဲပိတ်ဆာကိုခောက်ချောင်းနဲ့အနောက်တစားညက်အရှိတစားညက်ရောက်လာပြီရလာပြီဆိုတော့ပိတ်ဆာကိုအမတို့ကဘာလို့မလဲပခုံးတွဲမယ်ဟိုဘက်ဒီဘက်ပခုံးတွဲမယ်နော်ပခုံးတွဲမယ်ဓာတ်ဆက်လိုက်မယ်ပြီးသွားရင်အဆွေသားနဲ့လေပင်ကွတ်မယ် ဟုတ်ပြီနော်ပခုံးပခုံးတွဲဓာတ်လိုက်ပြီးွားရင်အဆွေသားနဲ့လေပင်ကွအဲ့ဒီနေရာမှာပြောချင်တာကအမားတို့ဒီလေပင်ကိုအပြားကွမှာဖြစ်တဲ့အတွက်ကြောင့်1မယူပဲ0.5ချုပ်စာထုတ်ချင်လဲရရတယ်ပိုက်ပင်ဆက်တွေနဲ့ပိုက်ပင်ကွမဲ့သူများဒီလုံးဝချုပ်စာမလိုပါချုပ်စာ0အဲ့တခုပြောပြရမယ်နော်ဒီမှာ နော်အဲအဲ့လိုလူတွေဆိုတော့ဒီမှာဝမ်းထုတ်လို့ရတယ်ဝမ်းထုတ်ပေမဲ့မှတော့ပြီးရင်ပြန်ညှက်ထုတ်မှဖြစ်တယ်ပေါ့နော်အဲတော့ point 5လောက်ညှက်ထုတ်မှဖြစ်ကြအောင်တခါလဲ0.5ပဲထုတ်ခဲ့ပြီးချင်လဲရတယ်ပေါ့နော်ဒါမဲ့ဘာကြောင့်ဝမ်းထုတ်ခိုင်းလဲဆိုတော့တချို့ခြိတာတွေတချို့စပတ်တွေကအမွှားထွက်တယ် point 5လောက်ပဲထုတ်ခဲ့လိုက်ရင်အမွှေးထွက်ယုံနေနေအဲ့ဒီ point 5ကကုန်သွားအောင်အဲ့ဒီအတွက်ကြောင့်နော်ဒါကတော့ကိုယ်ပိတ်စလေးကိုကိုကြည့်ပေါ့ နော်ဟုတ်ပြီနော်တကယ်လို့ကိုကမဟုတ်ဘူးဒီလိုကို့စီမှာစက်ကြီးရှိတယ်ကိုကပိုက်ပင် guide လမ်းရဲ့အဲကို့မှာဆိုရင်တော့လုံးဝဒီ level ပေါက်ကချုပ်စာထုတ်စရာမလို့ချုပ်စာ0နော်အဲ့ဒါလေးတခုမှထားပေးပြီးွားရင်အဲဒီ level ကို့မဲ့ကို့ပြီးသွားပြီဆိုရင်ဘာလို့မှလဲ လက်တက်မယ်အရှိလက်တက်အရှိနောက်လက်တက်မယ်ဟိုဘက်ဒီဘက်ကိုလက်တက်လက်တက်ပြီးသွားပြီဆိုအမားတို့ဘာလို့မှလဲဘေးပိတ်ဘေးပိတ်ပြီးရင်အောင်နာခေါအဲ့ဒါဆိုဒီအင်ကြီးတစ်ထည်ပြီးသွားပြီเนาะအဲ့တော့ဒီနေရာမှာတချို့တွေက span လေးကိုဘာလို့ကြားလဲအမားတို့ဘေးခွဲပြီးဝစ်ကြတယ်ဟုတ်တယ်ဟုတ်เนาะ span ကိုဘေးခွဲပြီးဝစ်ကြတယ်အဲ့လို span ကိုဘေးခွဲပြီးတော့ဝစ်ချင်တဲ့သူတွေကတခါတည်း ပတ်တံမှာမာကင်ပေးခဲ့ပေါ့နော်အဲ့တော့ဒီကနေပြီးတော့ကိုကဘလောက်ထိခွဲကျင်တာလဲပေါ့ဥမာ 6cm လောက်လား 7cm လောက်လားကိုရဲ့ဒီချုပ်စာကိုဖယ်မယ်နော်ဒီမှာချုပ်စာ 2cm နော်အဲ့ဒီချုပ်စာ 2cm ရဲ့အပေါ်ကနေခွဲမှာနော်အဲ့တော့ဒီချုပ်စာရဲ့ 2cm အပေါ်ကနေဥမာကိုက6လောက်ခွဲကျင်တာ7လောက်ခွဲကျင်တာများသောအားဖြင့်တော့အမတို့က 6cm လောက်ကိုသွားကြတာများတယ်ပေါ့နော်ဆိုပါစို့အမတို့ဒီနေရာမှာခွဲမယ်ပေါ့အဲ့ဒါဆိုရင်အမတို့ကဘာလုပ်ခဲ့ရမှာလဲ MK MK ဆိုတဲ့စာတန်းလေးရေးခဲ့ပေးရမယ်အဲ့ဒါမှာပိတ်ညှက်တဲ့သူကဒီနေရာလေးကိုဘာလုပ်ခဲ့မှာလဲကကြီးတောက်ခဲ့မှာကကြီး ီးတောက်ခဲမှာရမယ်နော်ဒါကဘေးခွဲခွဲကျင်တဲ့သူတွေတခါလေးလောက်ခွဲဒီကနေဒီကို6လောက်ပေါ့နော်ခွဲနည်းနည်းကျင်တော့7ပေါ့အဲ့တော့များသောအားဖြင့်ကတော့မတို့ span နဲ့ခြီးသားတွေမှာတော့5 6အဲ့ဒီဝင်းကျင်ကိုပဲခွဲကြတယ်ပြောမယ်နော်အခွဲထဲကျင်နေဆိုရင်ထဲမထဲကျင်ဦးဒီတိုင်းခေါင်းဆုဆိုရင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အမားတို့ကအခုဒီတင်ပြပေးတယ်စပန်အင်ကြီးခေါင်းဆုခြေသားအင်ကြီးခေါင်းဆုပတ်နှံထုတ်တဲ့နေ့ကဒါပဲနော်